မင်္ဂလာရှိကောင်းညနေခင်းဖြစ်ပါစေ။ယေရှုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ယေရှုတော်ကြောင့်2025ခုနှစ်မေလ28ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုယေရှုတင်ပါရစေ။မိရဲ့စင်တိုင်းချီးရှုသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။ Sit down ကြပါစို့။အဖဖျားရှင်ယေရှုတင်ပါရစေ။နှုတ်ကပတ်တော်အားဖြင့်တိဆောက်เสียဖြစ်စေဖို့တန်ရှင်းသောဝိညာဉ်တော်ဖျားသည် လမ်းပြလျက်ကောင်းချီးပေးပါနေ့တိုင်းတမန်တရားကိုနားထောင်ဖို့စောင့်စားကြည့်ရှုကြတဲ့ online ပရိသတ်အားလုံးကိုလည်းကောင်းချီးပေးတယ် live ကိုကြည့်ရှုနေတဲ့သူများ live ပြီးမှပြန်လည်ကြည့်ရှုသူများအားလုံးပေါ်ကောင်းချီးပေးပါအခုလည်းကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါれဖျားအာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါれကျွန်တော်ကောင်းစဉ်တစ်ခုကျွန်တော်နားထောင်နေပါれ ဲ့ဒါကဘာလဲဆိုတော့ဥပုံနေ့မှာသခင်ရှုခရစ်တော်ပြခဲ့တဲ့နမိတ်လက္ခဏာများအဲ့ဒီကောင်းစဉ်ကိုကျွန်တော်ထောက်နေပါတယ်။နောက်အဓိကကျမ်းကတော့လုကာခန်းကြီး6ငယ်တက္ကနီ9မှာသခင်ရှုခရစ်တော်ရဲ့တပည့်တော်တွေကဥပုံနေ့မှာဇပနံကိုစွပ်ပြီးစားတဲ့အခါပါရီရှဲတွေကဒါဥပုံနေ့မှာမလုပ်ရဘူးလို့အပြစ်တင်ခဲ့တယ်။ဒါပေမဲ့ခေရှုကပြောပါတယ်။ဒါဝိတ်တောင်မှမွတ်သိတဲ့အခါမှာယေဘုယျစားတဲ့ရှေ့တော်မုံစပွဲကိုစားခဲ့ဘူးတယ်။ ဒါကြောင့်ဥပုံနေမှာမွတ်သိတဲ့သူကိုချွေးလို့ရပါတယ်။မချမ်းမာတဲ့သူအနာငိမ့်လို့ရပါတယ်လို့သခင်ရှုပြောခြင်းလေးဖြစ်တယ်။အဲ့တော့ဥပုံနေကိုရိုသေစွာပြုရမယ်အောင်းမေးရမယ်ငိမ်ဝတ်စွာနေရမယ်မှန်းတယ်။တို့တော်냐လဲဒီဥပုံနေကမွတ်သိနေရင်ငိုချွေးနေရင်မချမ်းမာနေရင်ချမ်းမာခြင်းလေးလုတ်ပေးဖို့ငိုကြွေးတဲ့သူမျက်ရည်တုပ်ပေးဖို့မွတ်သိတဲ့သူကိုကြွေးမွေးဖို့ဖရာတို့ရောရှိတယ် ်ဆိုတာကိုသခင်ရှုကဖော်ပြခြင်းဖြစ်တယ်။တောက်ဒီနေ့ကိုအစိုးရဖရာသခင်လေနေ့ကိုအကြောင်းပြုပြီးတော့ငတ်မွတ်တဲ့သူငတ်ပါစေမကြမ်းပါနဲ့သူလည်းသိပါစေလို့ပြောလို့မရပါဘူးတဲ့ဒါကိုသခင်ရှုပြောခြင်းတာအဓိကနေ့ကိုအစိုးရတာပိုင်တာဖရာသခင်ပဲပြောခြင်းတာဖရာသခင်အလိုရှိတဲ့အရာကိုလှုပ်ဆောင်တတ်ဖို့လိုတယ်လို့သခင်ရှုကသွန်သင်ခြင်းဖြစ်တယ် တော့ဥပုံတွေကိုလေးစားရမယ်ရိုသေစွာပြုတ်ရမယ်ငြိမ်ဝှက်စွာနေရမယ်ဒါတွေလုပ်ရမယ်မှန်းတယ်ဒါပေမဲ့ဥပုံတွေမှာငြိမ်ဝှက်ရမယ်ဆိုတဲ့အတိုင်းတေလောက်အောင်ဖြစ်နေတဲ့လူနာကိုစေယုံသွားမတင်လို့တော့မင်းအောင်စေယုံတင်ရမယ်ဘာသူချမ်းမှာဘူးလို့ရယ်အဲဒါကိုကျွန်တော်တို့ကဟိုအနိစ္စဆုံးနားလေဘူးလို့ရတာဖြစ်တယ်ဒါကိုတကယ်ရှုကအဓိကဒီနှုတ်ကပတ်တော်မှာသူတွန်တင်ထားတာဖြစ်တယ်ဒါကိုလည်း ဒီ parishay တွေကျန်တဲ့ပုံကိုတွေအများကြီးတကယ်ရှုပ်ဒီဥပုံနေနဲ့ပတ်သက်ပြီးအနာရောဂါငြိမ်းလို့အဖြစ်တွေအများကြီးတင်ခဲ့ပေမဲ့တကယ်ရှုပ်အနာငြိမ်းခြင်းကိုရအောင်လုပ်ခဲ့တယ်။ဘာကြောင့်လဲ?အဲ့ဒီမှမှမငြိမ်းရင်တည်သွားနိုင်တဲ့လူနာဆိုတည်သွားမှာပေါ့။လူတယောက်ရဲ့ဝိညာဉ်ဟာစัจ java လာကြီးထတ်တောင်တန်ဖိုးရှိတယ်။ဒါ parishay တွေကနေ့ဝလွန်ပုံကြီးချဲ့ပြီးတော့ပြောပေမဲ့သူတို့ကိုယ်တိုင်တောင်မှသူတို့ရဲ့တိုးတွေနွားတွေကိုဥပုံနေမှာ အစာကျွေးတယ်ရေတိုက်တယ်ဒါလည်းအလုပ်လုပ်တာပဲဒါကိုသခင်ယေရှုအများကြီးထောက်ပြခဲ့တာဖြစ်တယ်။တောင်းဒီကောင်းစဉ်လေးကအရေးကြီးတဲ့ကောင်းစဉ်တစ်ခုလေဖြစ်ပါတယ်။ဒါကြောင့်ဥပုံနေနဲ့ပတ်သက်ပြီးညီမစွာနေရမယ်။လီစားရမယ်၊ယူသိမှု ပြုရမယ်။ဒါပေမဲ့ထိုနေ့မှာကိုယ်ွယ်ချင်းကိုလည်းပြုရမှာဖြစ်တယ်လို့။ကျမချင်းနဲ့ဆိုင်တဲ့အနာငိမ့်ချင်းကိုလည်းပြုတ်ပေးရမယ်ဆိုတော့ကိုသခင်ယေရှုရဲ့တုန်သင်ခြင်းကိုပူတည်စေခြင်းလို့ဒီအကြောင်းညာကို ဖော်ပြခြင်းလေးဖြစ်ပါတယ်ဒါကြောင့်ကျမ်းစာထဲမှာဥပုံနေမှာသခင်ယေရှုခရစ်တော်ကပြုခဲ့တဲ့နမိတ်လက္ခဏာတွေအများကြီးရှိတယ်အဓိက9ခုသူပြုခဲ့ပါတယ်အဲ့ဒီ9ခုကိုကျွန်တော်နားထောင်တာဒီကနေ့3ခုမြောက်ကိုရောက်ပါပြီခုနအဓိကခြံလေးကတော့ရှင်လုကာခရစ်ဝင်ခန်းကြီး6အငယ်တကနေ9အထိဖြစ်တယ်လို့နံပါတ်1သူလက်ရလက်သေးတဲ့သူကိုချမ်းမာစေတယ်အဲ့ဒါလုကာခန်းကြီး6အငယ်6ကတစ်စီးဖိုင်တွေ့ရမယ်နံပါတ်2ကတော့ကြောကုန်းတဲ့အမျိုးသမီးကိုချမ်းမာစေတယ်။အဲ့ဒါဥပုံနေမှာပဲ။လူကခန်းကြီး73ငယ်71က78ထိဖိုင်ကျွန်တော်တွေ့ရမယ်။ နောက်ကျွန်တော်နံပါတ်3ကတော့ရေပြင်းဆွဲတဲ့သူဥပုံနဲ့မှာကြမ်းပါစေလူကခန်းကြီး14ငယ်တက်ကနေ6ထိဖတ်ရင်အကြော်ဒီဖြစ်ပျက်ကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်နိုင်ငံဖတ်ပြခြင်း ਨੇ လူကခန်းကြီး14ငယ်တက်ကနေ6ငယ်1ကိုဖတ်ခြင်း ਨੇ တနေ့သောဥပုံနေ၌ကိုရောဒီအစာကိုသုံးဆောင်ခြင်းကအရာရှိဖြစ်သောပါရီရှက်တယောက်၏အိမ်သို့ဝင်တော်မူလေထိုသူတို့သည်ကိုရောကိုချောင်းချီကြ၏တနေ့သောဥပုံနေမှာတဲ့တခေရှုကအစာသုံးဆောင်ဖို့ ပါရီရှဲတယောက်ရဲ့အိမ်ဝင်သွားတော့အဲ့ပါရီရှဲတွေအများကြီးကတကယ်ကြီးကိုချောင်းကြီးတယ်တဲ့အဲ့အချိန်မှာပဲအငယ်နှစ်မှာလူက၁၄အငယ်နှစ်မှာရေပြင်းဆွဲသောသူတယောက်ဒီရှေ့တော်နိုင်ရှိတယ်တော့အဲ့ပါရီရှဲရဲ့အိမ်မှာဒီရေပြင်းဆွဲတဲ့သူတယောက်ရှိတယ်အဲ့အချိန်မှာပဲအငယ်၃မှာလူက၁၄အငယ်၃မှာဥပုံနေနိုင်နာယောကငိမ့်စီအတ္တလောဟုပါရီရှဲနဲ့ကြမ်းတက်တို့ကိုမေးတော်မူပြီးမှအဲ့ဒါကြီးကပြောတယ်ဒီဥပုံနေမှာနဲ့ဒီအနာယောကငိမ့်ချင်းခွင့် ပေးဖို့လိုအပ်လားပေးရမလားမပေးရဘူးလားလို့လှမ်းမီးအဲဒီအချိန်မှာပဲသူတို့ဒီတိတ်ဆိတ်ဆွာနေတယ်။အော်သူတို့မှအဖြေမရှိ။ပါရီရှယ်ကြီးတဲ့ပုဂ္ဂိုလ်တွေမှအဖြေမရှိ။တန်ခင်ရှုကတော့အဖြေရှိတယ်လှုပ်ပေးမှာပဲ။ဘသူပဲတာတာသူလှုပ်ပေးမှာပေါ့တကယ်ရှုကဖျားသားတော့သူကိုယ်တိုင်ဖျားဖြစ်တယ်လေ။လိုအပ်တဲ့သူကိုကျမချင်းပြီးတာ အလွန်မင်္ဂလာရှိတယ်။ဥပုဘ္ဗနေ့မှာဒါမင်္ဂလာလုပ်တာ။တန်ခင်ရှုဒီကျမချင်းလှုပ်ပေးတဲ့အရာကို ဥပုံနေမှာလုတ်တဲ့အကြောင်းဖာရီရှဲတွေကြံတဲ့ပုံကိုယ်တွေကအမင်္ဂလာလုတ်တယ်လို့မထင်ဘူးဥပုံနေကိုချိုးပေါက်တယ်လို့ထင်တယ်အဲအဲ့ဒါကစလွဲနေတယ်တကယ်မဟုတ်သူရဲ့အမြင်ကလွဲတာဟောနားလည်အောင်ပြောရင်တော့သူတို့တကယ်ရှုဟာလားအကောင်မမြင်တော့သူတို့အမြင်လည်းမကောင်းတော့ငါပြန်ပြောချင်တယ်သူတို့တကယ်ရှုအကောင်မမြင်ဘူးအသူတို့မြင်တဲ့အမြင်လည်းမကောင်းတော့ဟောဒီကနေ့ကျွန်တော်တို့သက်တာမှာဒါလေးသတိထားရမယ် ျွန်တော်တို့ဘာကိုအကောင်းမြင်မှာကျွန်တော်အမြင်လဲပြန်ကောင်းလာอืมအဲ့ဒါအရေးကြီးတယ်ဟာတို့သခင်ရှုအပြစ်တင်မယ်သခင်ရှုဘာလို့လဲလိုက်ကြည့်မယ်ဟာသခင်ရှုပုတ်ခတ်မယ်သခင်ရှုမြို့မြို့ချောက်တော့မယ်သခင်ရှုကယနေ့ဒီသက်ရှင်နေတယ်အဲ့ပြောတဲ့သူတွေပဲသိသွားတာသူတို့မရှိတော့ဒီ pressure တွေဇတုကယ်မရှိတော့အဲ့ပြစ်တင်တဲ့သူတွေပဲဆုံးရှုံးသွားတာဒါပေမဲ့သခင်ရှုယနေ့ဒီသက်ရှင်ကျွန်တော်နဲ့အတူရှိတယ် God with us Emmanuel အေမာနွေလဖေဟာ တော့ဒီနေ့ကျွန်တော်တို့ကသူတို့ဘာအကောင်မြင်တတ်မှာဒါမှကျွန်တော်လည်းအမြင်ကောင်းလာကောင်းတဲ့အရာလုပ်နေတာပဲဒါပေမဲ့ဒီ parishion is to get area သူတို့လည်းမလုပ်နိုင်တခေရှုလောက်တာကိုလည်းလက်မခံနိုင်အဲ့ဒါတော်တော်ဆိုးရပြန်လားကိုလည်းမလုပ်နိုင်လုပ်တဲ့သူကိုလည်းလုပ်ခွင့်မပေးဘူးလက်မခံနိုင်ဘူးဆိုတာဟာဒါတော်တော်လေးဆိုးတဲ့စိတ်သဘောထားပဲအဲ့ဒါ parishion is to get မှာရှိတယ်သူတို့လည်းအနာရောဂါငြိမ်းဖို့သူများကိုမလုပ်ပေးဘူး လုတ်ပြီးတဲ့သခင်ယေရှုကိုလည်းအာမပေးဘူးဒီလောကမှာဒီလိုလူတွေအများကြီးပဲကိုလုတ်နိုင်လားဆိုလည်းကိုလည်းမလုတ်နိုင်လုတ်ပြီးမဲ့သူလည်းနေရာမပေးဘူးဟာဒီကနေ့ကဘာကြီးမှအများကြီးပဲဒါလေဒါရီအခုမှရှိတာမဟုတ်လူတွေနဲ့ပေါင်းများစွာကလေးရှိတာဟိုဒါကျမ်းစာထဲမှာဒီပါရီရှက်တွေဇက်ကူခဲတွေအဲ့လိုအုပ်စုတွေသူတို့ကိုယ်တိုင်လည်းအနာမငိမ့်ပြီးသူတို့ကိုယ်တိုင်လည်းမုတ်သိတဲ့သူမချွေးကျွေးတဲ့သခင်ရှုလဲအပြစ်တင်သေးတယ်အနာငိမ့်ပြီးတဲ့သခင်ရှုလဲဒုက္ခပြီးသေးတယ် ်ဥပုံနေမှာလောက်ရမလားဆိုပြီးတို့ကိုယ်တိုင်လည်းဥပုံနေမှာဥပုံနဲ့ပတ်သက်တဲ့အရာလောက်လားဆိုလည်းမလုပ်ပြန်အောင်တို့ရဲ့မြဲတွေတို့ရဲ့တိုးတွေဂျီရွင်းနဲ့ပြုတ်ကြရင်ဥပုံနေမှာလူခေါ်ပြီးရအောင်ဆွဲတင်တယ်တို့လုံးလုံးတာပဲအဲ့ဒါဥပုံကျိုးတာပဲတို့ကိုယ်တိုင်လည်းဥပုံကျိုးတယ်သူများကြတော့ဟာတို့ကိုယ်တိုင်တိတ်ပြီးဟိုအိုကေနေတယ်လို့မျိုးတို့ကအပြစ်တင်ဒါဝဒခေရှုအများကြီးသူတုံသင်ခဲ့တယ်ဒါဝဒခေရှုမေးတယ်ဒီဥပုံနေမှာလည်းသူ့အနာငိမ့်ရမလား ဟောပါရီရှဲကြီးဇတုကလေးညံတပ်ပုဂ္ဂိုလ်တွေအကုန်တိတ်ဆိတ်သူတို့ဖြေးစရာဖြေးမရှိဘာသူတို့ကိုယ်တိုင်ပြည့်ကျူးလွန်နေတာ ਉਹ သူတို့ကအတ္တဆံပြီးကျူးလွန်နေတာသခင်ယေရှုကမင်္ဂလာနဲ့လှုပ်ပေးနေမတူသူတို့သူတို့တိုးတွေနွားတွေကိုအစာသွားကျွေးတိုးတွေရေတွေနဲ့ပြုတ်ကြရင်ပြန်ဆွဲတင်တာဥပုံတွေမှာသူတို့အလုံးလုံးနေတာတော်မလုံးပါဘူးသူတို့မလုံးမယ့်အရာလုံးနေတာသခင်ယေရှုလုံးဝမယ့်အရာလုံးတဲ့အရာကြတော့မလုံးနဲ့လို့သူတို့တားမြင့်ကဲပြောင်းပြန် ဒါဟုတ်တခိရှုအများကြီးသုံးသင်ခဲ့။နောက်ဒီစကန်းစာလေးကအရေးကြီးတယ်။ကျော်တိတ်တိတ်တယ်။နောက်ခင်ရှုမေးတဲ့သူတို့သူတို့တိတ်ဆိတ်စွာနေ။အဲ့တိတ်ဆိတ်စွာနေတဲ့ခါမှာပဲယေရှုကထို့သူကိုယူ၍အနာရောဂါနဲ့ကင်းလို့စေဟုစေလွတ်ပြီးမှလွတ်လိုက်တော်မူ၏။ပရိသတ်တို့ကိုလည်းမိမိမြဲနွားသည်ဥပုံနေ၌တွင်နေကြလင်ချက်ချင်းမစွဲတင်ပဲနေတော်သူတစုံတယောက်တင်တို့သည်ရှိသလိုဟုမေးလင်ထို့သူတို့သည်စကားတခွန်းမြမပြန်နိုင်ကြ။ ။ဘာသကိရှိုအဲ့လိုရေပြင်းဆွဲတဲ့သူအနာငိမ့်ပြီးတဲ့ကပြိတ်သက်တွေကိုမေးတယ်။ဥပုံနေမှာလည်းမင်းတို့ရဲ့မြဲတွေမင်းတို့နွားတွေရေရင်းထဲကိုပြုတ်ကြရင်မင်းတို့ဆွဲမတင်မဲ့နေမဲ့သူရှိလာတယ်။တွင်းနဲ့ပြုတ်ကြတယ်။မင်းတို့နွားတွေမြဲတွေကြောင့်မင်းတို့ကဲတယ်လေတဲ့။မင်းတို့အဲ့ဒါလှုပ်လှုပ်တာပဲ။မတင်တဲ့သူရှိလာတယ်။အော်ပြိတ်သက်တယောက်မှမရှိနိုင်ဘူး။ဘာသူကိုနိုင်တင်လို့ပေါ့။မင်းရောင်ဒါရီလောက်တာပဲတဲ့ဒီမှာယောဂာနှိပ်စက်ခြင်းရှိတဲ့သူကြားမအောင်လုပ်ပြီးတာဘလောက်မင်္ဂလာရှိလဲ ဒါဟုတ်တခီရွှတ်သွန်သင်ခဲ့တာဖြစ်တယ်။အနားလည်းအောင်ပြောရင်တော့မင်္ဂလာလုပ်နေတဲ့အရာတွေကိုမစည်းထားဖို့တခီရွှတ်ပြောခြင်းဖြစ်တယ်။ဒီလောကကြီးမှာအမင်္ဂလာနဲ့မတရားမှုတွေအများကြီးပြည့်နှက်နေတဲ့ကမ္ဘာကြီးမှာကျွန်တော်ဘုရားသခင်ကမင်္ဂလာနဲ့တရားတော်ရာပြုပါတယ်။မင်္ဂလာလုပ်တဲ့အရာတရားတော်ရာလုပ်တဲ့အရာကိုမစည်းထားဘူး။ဒီပါရီရှိတဲ့သူတို့လည်းမလုပ်နိုင်ဘူးသူတို့လည်းစည်းထားနေတယ်။ ောက်တခင်ရှုကဘလို့စိတ္တစိတ္တသူရောက်အောင်လုပ်ပေးတယ်။ဟောဒီရောက်ကြည့်ရင်အပြင်တင့်သက်တာမှလည်းတင်အဖြောင်းမဆိုအသက်ရှင်နေဖျားနိုင်မွေ့လျော်တယ်။နောက်ဘက်တော်တိုင်းရက်တည်တင့်တော့ဘာတွေကစိတ္တဘာအခက်ခဲတွေကလာလာဖျားအဲ့ဒါတွေဖယ်ရှားပြီးတင့်ကိုယူပြီးကောင်းကြီးပေးနိုင်တာဖြစ်တယ်။ယူပြီးချမ်းသာခြင်းပေးနိုင်တယ်။တောင်းတင်ကဖျားနဲ့အမြင်သွားနေတက်ဖို့ပဲလိုတာဖြစ်တယ်။တော်တခင်ရှုကဒီကြည်ပြင်းဆွဲတဲ့သူရောက်အောင်ဆွဲဒီယောဂါတွေလွတ်မြောက်အောင်လုပ်ပြီးလိုက် ော့ဒီဖြစ်ဖြစ်လေးမှာအချက်ကလေး၃ချက်အားပေးခြင်းနံပါတ်၁ branch branch ချက်ကဘာလဲဆိုတော့တကယ်ကျွတ်အဲ့ဒီရေပင်ဆွဲတဲ့သူကိုကြားမှချင်းပြီးတဲ့အချိန်ကအဲ့နေရာပါရီရှဲရဲ့အိမ်နားလည်အောင်ပြောတော့အပြစ်တင်တဲ့သူရဲ့အိမ်မှာအပြစ်ကင်းတဲ့ယေရှုကလွတ်မြောက်အောင်လုပ်ပေးပလိုက်တာနောက်ဒီကနေ့ကျွန်တော်တို့လည်းလောကကြီးမှာအပြစ်တင်မှုတွေများတဲ့ကြားတွေထဲမှာအပြစ်ကင်းတဲ့ယေရှုနဲ့တွာလာသင်လွတ်မြောက်ခြင်းခံစားရမှာဖြစ်တယ်အဲဒါလေးနံပါတ်1အားပေးခြင်း နမနဲ့ဒုတိယချက်ဒုတိယချက်ကတော့ဘာလဲဆိုတော့တကယ်ကျိုးအဲ့အိမ်မှာပါရီရှက်တွေအများကြီးပဲဝိုင်းပြီးချောင်းကြည့်နေတာအဲ့ချောင်းကြည့်နေတဲ့အချိန်မှာတကယ်ကျိုးကသူ့ကိုကြည့်တဲ့အကြည့်တွေကို तू ဘာမှမတုံ့ပြန်အောင်နော်ဒုက္ခရောက်နေတဲ့ရည်ပြင်းဆွဲတဲ့သူလွတ်မြောက်အောင် तू လုပ်ပေးလိုက်ကြားမအောင်လုပ်ပေးလိုက်ဟောနားလည်အောင်ပြောရင်ဒီကနေ့ချက်သောညကိုမောင်မှာတင့်ဝိုင်းကြည့်တာမို့တခင်ယေရှုတော်ဝိုင်းကြည့်ပြီးဒုက္ခအပေးမဲ့သူကအများကြီးပဲ ဒါပေမဲ့ခင်ရှုဒါရီဂီယုံဆိုင်သူ့ကိုအာယုံဆိုင်ပြီးလာတဲ့သူကိုပဲဂီယုံဆိုင်တာဒီရေပြင်းဆွဲတဲ့သူကယေရှုရှင်ရောက်ရင်ငါပြောင်းမယ်လို့ယုံကြည်ခြင်းနဲ့လာတော့ယေရှုကသူ့ကိုချောင်းကြည့်တဲ့သူတွေကိုဂီယုံဆိုင်ဘူးသူ့ကိုအာယုံပြုတဲ့သူပဲသူဂီယုံဆိုင်တာအောင်ကျွန်တော်တို့ကဒီကနေ့သခင်ရှုကိုချောင်းကြည့်ပြီးအပြစ်တင်တဲ့အထဲမှာမပါမိပဲသခင်ရှုကိုအာယုံဆိုင်ပြီးမျှော်ကြည့်ပြီးယုံကြည်ခြင်းနဲ့လာတဲ့သူများဖြစ်ဖို့အားပေးခြင်း ဒေါက်တီပါရီရှဲအိမ်မှာတခြားပါရီရှဲတွေကယေရှုကိုချောင်းကြည့်ပြီးအပြစ်ပဲတင်ဖို့စဉ်းစားနေတာဒါပေမဲ့ရေပင်းဆွဲတဲ့သူကသခင်ယေရှုကိုမျောကြည့်ပြီးဂယုနာတော့ခံစားသူအထဲမှာစီးစင်းမှုသူမျောလင်းနေတာတကယ်ပဲကြားမှချင်းဂယုနာကောင်းကြီးခံစားရတယ်။တောင်ကြည့်တာကွာဒီလောကမှာသခင်ယေရှုကိုချောင်းကြည့်ပြီးအပြစ်တင်နေတဲ့သူတွေအများကြီးတဲမှာကျွန်တော်တို့ကသခင်ယေရှုကိုချောင်းကြည့်တဲ့သူမဖြစ်အောင်မျောကြည့်တဲ့သူဖြစ်။တောင်ဒီရေပင်းဆွဲတဲ့ လူနာတခေရှုမျောကြည့်တာတခေရှုအပြစ်တင်ဖို့ကြည့်တာပေါ့တခေရှုအချစ်မြင်ပြီးကြည့်တာချစ်ပြီးကြည့်နေတာတော့တော်ရင်ကျွန်တော်တက်တာမှာသခင်ကိုဟာလာမြမြမျောကြည့်တတ်တဲ့တက်တာဖြစ်တဲ့တော့သူများအမျိုးမျိုးချောင်းကြည့်မယ်အမျိုးမျိုးဒုက္ခပြီးမယ်အမျိုးမျိုးရိုက်ခတ်မှုတွေရှိမယ်အဲ့ဒါအစ်သင်ဘာမှလှဲ့မကြည့်နဲ့သခင်သခင်ရှုတာမျောကြည့်သခင်ယေရှုရှိမှအကုန်ထွက်ပေါက်ရှိတာဖြစ်တော့ဒီရေပင်းဆွဲတဲ့သူကဖာရီရှဲတွေလည်းမကြည့်ဘူးဘသူမှမကြည့်ဘူးသူယေရှုပဲမျောကြည့်တယ်သူကြားမှာခြင်းရပါတော့ နမတော့နောက်ဆုံးတစ်ချက်နောက်ဆုံးတစ်တည်းချက်ကတော့ဘာလဲဆိုတော့ဒီအပြစ်တင်တဲ့သူတွေကြားထဲမှာယေရှုခရစ်တော်ကရည်ပင်းဆွဲတဲ့သူကိုကြမ်းမအောင်ရအောင်ဆွဲထုတ်ပေးလိုက်အဲ့နားလည်အောင်ပြောရင်တော့ဒီရည်ပင်းဆွဲတဲ့သူလဲဒီလာတဲ့အခါသူ့ကြောင့်တကီရှုလူပေါင်းများစွာအပြစ်တင်တယ်ဆိုတော့သူသိတယ်ဒါပေမဲ့သူ့စိတ်ထဲမှာသူ့ရဲ့ယုံကြည်ခြင်းဟာသူ့အနာရောကအချိန်ရော လူနေနေဆိုဟာသခင်ရှုတလောက်တော့ပြစ်တယ်နော်သခင်ရှုငါလှုပ်ပေးမလှုပ်ပေးပါမလားလို့တွေးရရှိဒါမဲ့ तू ယုံနေယုံနေစိတ်နဲ့လာတဲ့ခါလုံမြောက်ချင်းရတယ်တောင်းအပြစ်တင်တဲ့သူတွေကြားထဲမှာသခင်ရှုအချားမအောင်သူ့ကိုရအောင်လှုပ်ပေးပလိုက်တယ်အတိအောက်ကြည့်ကြမင်းသင်ဟာလောကကြီးမှာအခက်ခဲတွေကြားထဲမှာတက်ရှင်နေကိစ္စမပြေဘူးသခင်ရှုသာကြည့်သခင်ရှုအသင်ကိုရအောင်ဆွဲထုတ်သွားမှာဖြစ်တယ်ဣဒိကာထွက်ပြဲနှုတ်ွက်တော်ဖြစ်တယ်တောင်းဒီရင်ကြီးပင်ဆွဲတဲ့သူရဲ့ ယုံကြည်ခြင်းနဲ့မျှော်ချိတတ်တယ်လို့ကျွန်တော်ရဲ့သက်တာမှာနေ့တိုင်းဖះကိုမျှော်ချိဖះလုံးမဲ့အချိန်ကိုမျှော်လင့်ဖះခင်တတ်နိုင်နေဆိုတော့ယုံသခင်ရှုလုံးရင်အကုန်ဖြစ်တယ်ဆိုတာအမြဲတမ်းဝန်ခံသူဖះလုတ်ပြီးတဲ့ကောင်းကြီးကိုခံစားရမှာဖြစ်တယ်တောင်းတနေရည်ပင်ဆွဲတဲ့သူကလာတဲ့ခါရည်ပင်ဆွဲနေတယ်လာတဲ့ခါမျိုးမျိုးသောရိုက်ခတ်မှုရှိတယ်ဒါပေမဲ့ယေရှုကိုမျှော်ချိတဲ့ခါကြားမှာပြန်ဟောဒီကနေ့သင်သက်တာမှာဘာဒီဆွဲနေတယ် အမျိုးမျိုးသောဒုက္ခပြဒနာတွေဆွဲနေပြီးမှယေရှုမြန်းမြန်းမြှောက်ကြည့်အဲ့ဒါတွေအแทးရကနေချွတ်ထွက်သွားအောင်ဖခင်ကလုပ်ပြီးမှဖြစ်ကြအောင်အပြင်နောက်ဆုံးဖြစ်ပျက်တစ်ခုပြောပြီးနေကုန်ချုပ်ချင်တယ်တခါတော့ကရေကမုန်ဆိုင်တစ်ခုကိုခလေးလေးတယောက်ကရေကမုန်လာစားပါတယ်အဲ့ကလေးကနည်းနည်းလေးနွမ်းပါတဲ့ပုံစံလေးတော့တွေ့ရတယ်သူရဲ့ဝတ်စားစီရမို့တောင်းတကလေးကဒီရေကမုန်ဆိုင်မှာလာထိုင်တဲ့အခါမှာအဲ့ဒီစပွဲတော်မိန်းကလေးကတကလေးလေးနွမ်းပါတော့အာဒါစားနိုင်မဲ့ပုံမပေါ့ဘူးဆိုတဲ့ပုံစံနဲ့ ဒီကလေးကဇဝဲတို့မင်းကလေးကိုမေးပါတယ်ရေကဲမို့တစ်ခွက်ဘလောက်လဲဆိုဟိုကောင်မလေးကဖြည့်ချင်းလို့မဖြည့်ချင်းလို့ဖြည့်တော့ဟာပွဲကြီးဆို9 5 dollars ပွဲသေးဆိုရင်တော့4 dollars အဲ့ဒါနဲ့ဒီကလေးတွေကသူ့မှာပတ်စံရေးလိုက်တော့သူ့မှာ5 dollars ရှိတယ်ဒါမင်းသူကအဲ့မင်းကလေးကိုပြောပြီးပွဲသေးပဲပေးပါအဲ့ချိန်မှာပဲဟိုကောင်မလေးကလည်းသူ့ကိုချပေးလိုက်တယ်အဲ့ချိန်မှာဟိုကလေးလေးကရေကဲမို့စားအဲ့ချိန်မှာပဲရေကဲမို့စားရောနည်းနည်း အဆန်ရှိတယ်လို့ထင်ရတဲ့မိသားစုတစုလာစားတော့ဆိုင်မှာခုံလေးကပြည့်နေတော့ဒီကောင်လေးခုံမဲ့လွတ်နေတော့ဒီကောင်လေးလည်းထိုင်နေတော့ဒီမင်းကလေးကအသေးသာအဲ့ကောင်လေးကိုလာပြီးနင်းမြန်မြန်စားဟိုမှာသူများတွေထိုင်ကျင်နေပြီးနစ်ထတော့အဲ့လိုမျိုးသွားပြောလိုက်တယ်အဲ့ချိန်မှာပဲခုကလေးလေးတကယ်သူအရင်ရောက်တော့သူ့သူအေးစေးစားလို့ရပါတယ်ဒါပေမဲ့ဒီမင်းကလေးကပြောတော့သူလည်းမြန်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 စားပြီးတော့သူထွက်သွားတယ်အဲ့ချိန်မှာပဲသူအောင်းအောင်စရာအဲ့ကလေးလေးကလှုပ်သွားတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ရေကမုန်ခွက်ရဲ့အောက်မှာ 5 dollars ထားတော့တယ်ရေကမုတ်တွက်က4 dollars ကျန်တဲ့1 dollars က1 dollar ကဒီမင်းကလေးတွက်အဲ့ဒီသဘောတော့မင်းကလေးတွက်ပြီးတော့အဲ့ကြောင့်မှဒီကောင်လေးကကြည့်ပြီးအောင်းတော့တယ်ဒါကောင်လေးက5 dollars တန်ရေကမုတ်စားလို့ရတယ်ဒါပေမဲ့သူစားလိုက်သူတယောက်လည်းစားလို့ရတယ်ဒီကောင်မလေးတွက်ဆိုမုတ်ဖို့ပြီးချင်သူ4 dollar တန်ရေကမုတ်ပဲစားပြီး1 dollar ကို ဒီမင်းကလေးကိုမေတ္တာပြပါ့။အဲ့ကြောင့်မလို့ကောင်းမလေးသူမာမန်သိပါ့။သူမာပါ့။မာမန်။အဲ့ချိန်မှာပဲသူမချိမငန်ဆက်ဆံမိတဲ့ရာတော့ဒီကလေးလေးကိုသူအရင်အလွန်အားနာတော့။နောက်နေ့ကျတော့ဒီကလေးလေးဒီဆိုင်မှာလာမလားလာမလားလာမလားစောင့်နေလုံးဝမလာတော့။သူဆုံရှုံသွားပြီ။အကြီးကသူသာအဲ့နေ့ကနွေ့နွေ့ထွေးထွေးဆက်ဆံမိအဲ့ကလေးလေးကနေ့တိုင်းလာဆိုင်သူနေ့တိုင်းဒေါ်လာလက်ဆောင်ရမှာ။ဒါပေမဲ့သူမချိမငန်ဆက်ဆံပလိုက် ဒါလေးကိုစောက်တုံးမှာဖတ်တဲ့အခါသဘောချတယ်ဒီကနေ့ကျွန်တော်တို့မချေမငန်ဆက်ဆံတဲ့အထဲမှာ သခင်ယေရှုမပါမိစေနဲ့ပါရီရှဲလီဂျန်တပုတ်လေးတို့ရေသခင်ယေရှုမချေမငန်ဆက်ဆံတော့သခင်ယေရှုကသူတို့ဘာမှမလုပ်ဘူးသူတို့ဘာမှလည်းမပြောဒါပေမဲ့သခင်ယေရှုမျှော်ကြည့်ပြီးအားကိုးပြီးတော့ယုံကြည်ခြင်းနဲ့လာတဲ့ယောဂါတွေတွေကတော့ကြားမှာတော့တယ်တော့ဒီကနေ့ရေပြင်းဆွဲတဲ့သူကဲသခင်ယေရှုမျှော်ကြည့်ပြီးလာတဲ့ မချိန်မှန်ကန်ဆက်ဆံတဲ့အုပ်စုတွေမှာသွားမပါမိဖို့လိုအပ်တယ်။တောင်ဒီကနေ့သခင်ရှုကိုမြှောက်ချီးလေ။ထိုသခင်လုတ်ပြီးနိုင်နေဆိုတာအကျွေးမဲ့ယုံပါကထိုရှင်ကတဲ့ကိုနှိစင်တသက်ထူသွားမှာဖြစ်တယ်။ကျမ်းတော်ရောက်ချင်းစီတိုင်းဖြတ်ရှင်တာပြီးကောင်းချီးပေးပါစေ။ God bless you all. Church ညစီရကတော့နှစ်ဖန်ဗုဒ္ဓရည်နနက်9နိုင်နေ့လေ7နိုင်ခွဲထိ Church of Renew Jesus ချင်းတဲ့တော့အဆရှောင်ဆုတောင်းခြင်းရှိပါလေ။အသေးတော်အတွက်မိသားစုအတွက်မြန်မာပြည်နဲ့ကမ္ဘာကြီးအတွက်ကျွန်တော်မြေဆုတောင်းပေးလေရှိပါလေ။ ဒါကြောင့်ဆက်ရှောင်းဆူတောင်းလို့သောသူများလာရောက်ဆူတောင်းနိုင်လို့ကျွန်တော်ပဲ Bible study ပြီးမှဖြစ်ကြောင်းပေါ်ပြလို့ပါတယ်။နောက်ပါညနေမြန်မာစံတော်ချိန်ကျွန်တော်ညနေ၄နာရီခွဲမှာကျွန်တော်နံပါတ်၄တစ်ချက်ဥပုံမှာတစ်ခေရှုပြုတ်ခဲ့တဲ့နမိတ်လက်ခဏရဲ့နံပါတ်၄တစ်ချက်ကိုစင်ရင်ခွန်အားယူနားထောင်မှာဖြစ်ပါတယ်။ဒီကနေ့ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ။ God bless you all. ဆူတောင်းကောင်းချီးခံယူကြပါစို့။ခမည်းတော်ဘုရားရဲ့မြတ်တာတော်ဒါတော်ယေရှုခရစ်တော်ဘုရားရဲ့ကြီးစွာတော် ဒုက္ခဒုက္ခဘလို့ရှိပါစေကျွန်တော်ကိုလမ်းပြပို့ဆောင်တဲ့တန်ရှင်းသောဝိညာဉ်ဖျားရဲ့ကွဲကဆောက်မှခြင်းသည်ကြီးရှုနေတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလကောက်မကြမ်းမာတဲ့သူများကြမ်းမာခြင်းခက်ခဲတဲ့သူတွေလွတ်မြောက်ခြင်းယောဂါရှိတဲ့သူတွေယောဂါတွေကလွတ်မြောက်တဲ့ကောင်းကြီးခံစားရခြင်းခြေခွဲဝန်းနေတဲ့သူတွေဝမ်းမြောက်ခြင်းဘိဗီယာမျိုးစုံခံစားနေရတဲ့သူတွေအတွက်လွတ်မြောက်တဲ့ကောင်းကြီးခံစားရခြင်း အထူးသဖြင့်ဒီကနေ့မွန်းနေ့ချက်ရောက်တဲ့မွန်းနေ့ရှေကိုရသမင်းကြီးတတတမွန်နေ့ကမိသားစုများကြမှာခြင်းနဲ့ဆိုင်နဲ့ကောင်းကြီးကြွယ်ဝဆုံလင်ခြင်းနဲ့ကဖះရှယ်လက်တော်စောက်မှခြင်းတက်ရောက်ခြင်းဒီကနေ့မွန်းနေ့ရှေသီးသီးပေါ်သူသလကောက်မင်္ဂလာနဲ့ပတ်လည်ကြောက်တော်သူသီးသီးပေါ်သူသလကောက်ဘုံတော်ဝင်စားသွားတဲ့မိခင်ကြီးကိုအောင်မေတ္တရိယလက်မိခင်ကြီးသုံးနှစ်ပြည့်ခြင်းအောင်မေတ္တရိယတဲ့ မမြတ်သီတာနဲ့တကွခင်မွန်းတဲ့မိသားစုအားလုံးတို့နှစ်သိမ့်မှုခွန်အားဖျားရှင်ပြည့်စင်ပေးခြင်းအထူးဖြင့်ဘုံတော်ဝင်စားသွားတဲ့အန်တီဒေါ်ဂျာဆိုင်ကောင်းငင်ပြန်သွားပြီမဲ့ခြံရှိတဲ့မိသားစုတွေအတွက်ဘုရားသခင်နှစ်သိမ့်မှုခွန်အားတွေတက်ရောက်စေခြင်းကြည်ရှုနေတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍မကုန်မခန့်နိုင်တဲ့ကောင်းကြီးတက်ရောက်လို့မုံတိုင်းတွေပြတ်ပြေခြင်းမိုးရီရွာသွန်းပြီမဲ့ရည်ကြီးရည်ရှမ်းမှုမဖြစ်အောင်ကွယ်ကာခြင်း ။တချို့ရေကြီးရေရှမ်းနေတဲ့နေရာတွေမှာရေလျော့ကြခြင်းဖျားရဲ့လက်တော်ကွဲကဆောက်မှခြင်းသည်ဂျေဇူရဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်မြတ်ရောက်တည်ရှိနေပါစေသော။အာမင်။ဂျေဇူတမရယ်ဂျေရှုခွန်အားယူတဲ့အမပရိသတ်အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ကျွန်တော်ပြန်လည်ပြီးတွေ့ဆုံကြပါစို့။